ဘုရားရအောင်ရှောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပါလို့လဲဆိုတော့အဲ့မှာမိရိတော်ကောရုရိပ်မှာလဲအိမ်အောင်မရှိတော့ဘူးသူနဲ့အလားတရန်တူတာဂူရင်မိဖုရား900မှာလဲပဲသူတို့ရဲ့အိမ်အောင်ဘက်တွေကသင်္ကန်းဝတ်သွားကြ900ရှိအဲ့ဒါမဟာသမယတုံမှာယန္တာဖြစ်တဲ့900အဲ့ဒီ900ပဲပေါ့ အဲ့ဒီ900ရာယန္တာဖြစ်တော့သူတို့ရဲ့အိမ်တောင်ဘက်မိဖုရား900လူလွတ်တွေဖြစ်သွားသူတို့လည်းလူလောကဘယ်မှာနေကြမလဲသာသနာပေါင်းဝင်ပြီးတော့ဘိက္ခုနီလုပ်ချင်ကြအဲ့ဒီမိဖုရား900နဲ့မိရတော်ကောလမီကြီးကတိုင်ပင်ညှိနှိုင်းပြီးတော့မလုပ်ကြလဲလို့ဆိုရင်သူတို့အပြန်အလှန် ဆပင်တွေကိုဖြတ်ပစ်ကြဖြတ်ပြီးတော့ဂရုံးတုံးလိုက်တယ်ပေါ့နော်မြေသမီးတွေဂရုံးတုံးတယ်ဂရုံးတုံးပြီးတော့ဖျားဖယ်ကြွသွားလဲဆိုဝေသာလီကြွသွားအဲ့ဒီဝေသာလီကိုလိုက်ကြလိုက်တဲ့အခါမှာယထာတို့ယင်တို့ထန်းစင်တို့ ਨੇ မတော်ဘူးဖျားကိုယူသိလေးစားတဲ့အနေနဲ့ဂုံညောလျှောက် မင်းသမီးတွေမိဖုရားတွေနန်းတွဲမှာကြီးတဲ့ပုံကိုယ်တွေဆိုတော့တပည့်အုပ်ချုပ်တဲ့မင်းတွေကလည်းပဲစိတ်မချတော့ဘယ်သူမှလည်းတားလို့မရဘူးမရတော့သူတို့ကဆွတ်ထွက်သွားကြအဲ့ဒီချိန်မှာတာကိယကောလိယမင်းတွေကအစီမံလုပ်ပေးတယ်လမ်းစာရိတ်ခါတွေ ချက်ပြုတ်ပြီးတော့ကျွေးမွေးမဲ့ပုံကိုယ်တွေအစင်တဲ့နောက်ကနေလိုက်စေပေါ့ရောက်တဲ့နေရာစခန်းချချက်ပြုတ်ကျွေးရောက်တဲ့နေရာစခန်းချတေထဲသွားတာမဟုတ်ဘူးခီးပြင်းနှစ်ပြီးတော့သွားကြကုန်းချောင်းလျှောက်တော့ဘာဖြစ်လဲခြေထောက်တွေပေါက်မှာပေါ့တော့ပါများတဲ့အခါခြေထောက်တွေပေါက်ဖူးဖူးရောင်တော့သို့တော်လဲကြိတ်မိတ်ပြီးတော့ကိုလုံးချင်တဲ့အလုပ် တော်တော်ကျိုးကျိုးဆဆသွားကြနောက်ဆုံးကြတော့မြတ်စွာဘုရားသရဲတုံးတဲ့ဝေသာလီပြေကမဟာဝနလို့ဆိုတဲ့တောက်အုပ်ကြီးဖရာရဲ့အကြောင်းတော်ရှိကုတ္တကရတန်လာလို့ခေါ်အဲ့ဒီဖရာအကြောင်းတော်ဖရာသရဲတုံးတဲ့အကြောင်းတိုင်းရဲ့တကားမုတ်အတွင်းနဲ့လည်းမဝင်ရဲကြဘူးတကားမုတ်အနည်းမှာ မိုင်းပြီးတော့တငုံကိုတရွရွလောက်ပြီးတော့နေကြပင်ပင်ပန်းပန်းဆင်းဆင်းရဲနဲ့အဲ့ဒီရောက်လာကြတကူလုံးလဲဖုံနေပေပွားလို့ခြေတော့ကလည်းသွေးရဲရဲတန်ရဲရဲဆင်းဆင်းရဲရဲနဲ့မျက်နှာမသာရောက်လာတကားပုံဝါမှာရုံစုရုံစုနဲ့ရောက်နေတာဘယ်သူကမြင်တော့ဆိုရှေအန္တနာမြင်တော့ကြည့်လိုက်တဲ့အခါမှာရှေအန္တနာကစိတ်ထဲမှာစိုးထိတ်သွားဘာဖြစ်လို့လဲ ဟောမိရွေးတော်ကြီးပါလားမိရွေးတော်ကြီးတွေเนี่ยမိဖုရားတွေဒီရောက်နေတယ်ဘာများပြဿနာဖြစ်လို့လဲတိုင်းပြည်မှာဒုက္ခတစ်ခုခုများရောက်ပလားလို့စိတ်ထဲမှာပထမအတွေးဝင်တယ်အတွေးဝင်လို့သွားမေးတဲ့အခါအနိကရောက်တဲ့အခါကျတော့မဟုတ်ဘူးမြတ်စွာဘုရားထံဘိက္ခုနီဝတ်ဖို့ခွင့်တောင်းတာမရလို့ခုဒီလိုလောက်လာရတယ်ဆိုတဲ့အကြောင်းသူတို့ပြောတယ် ဲ့ဒီတော့ရှင်အနန္ဒာကသူတို့စိတ်သက်သာရအောင်ဖះကိုသူသွားပြီးတော့ခွင်တောင်းလိုက်ပါဦးမယ်ဒီမှာနည်းနည်းအပန်းဖြေကြပါအောင်ဆိုပြီးတော့ရှင်အနန္ဒာကသွားသူစူးစမ်းတယ်ဖះကိုသွားလျှောက်ပေးမယ်ဆိုပြီးသွားအရှင်ဗျာတဲ့မိရိတော်ကြီးဟာပင်ပမန်းနဲ့ခြေတော့နဲ့ဖူးဖူးရောင်ခြေတော့တွေကွဲပြီးတော့ တန်ကြွင်မိဖုရား900နဲ့ချောင်းဘဝရောက်နေကြတယ်အရှင်ဘုရားမိရတော်ကြီးကိုဘိက္ခုနီလောက်ခွင့်ပြုလိုက်ပါဘုရားလို့ရှောက်တယ်ရှောက်တော့မြတ်စွာဘုရားညင်းပဲအနန္တမလောက်ချင်နဲ့တဲ့အမျိုးသမီးတွေသာသနာပေါ်ငါဝင်ခွင့်မပြုနိုင်ဘူးလို့ဒါလို့ညင်းပဲသုံးကြိမ်ထီအောင်ညင်းပဲတဲ့အခါကျတော့ရှန္ဒနာကသူက လိမ္မာပန်းနတ်တယ်ပေါ့တဖက်လဲနဲ့ရှောက်ဒီလိုတိုက်ရဲရှောက်လို့တော့မရဘူးအဲ့ဒါကြောင့်လို့ရှန်နန္ဒာကနောက်တဖက်လဲနဲ့ရှောက်တယ်ဘယ်လိုရှောက်တော့ဆို